ပြည်သူ့ဗန္ဓာငွေလေးလင်းပြုံတိမှုမရှိစေဖို့စမုံဝင်ကြီးဌာနလက်အောက်မှာရှိတဲ့လုပ်ငန်း44ခုကိုရပ်ဆိုင်းဖို့လိုအပ်တယ်လို့ပြည်အောင်စုလွှတ်တော်မှာတင်ပြခဲ့ပါတယ်ဒီသတင်းကိုတော့အောင်ကိုကိုလက်ကပြပို့ထားပါရရှင် စမှုဝင်ကြီးဌာနလက်အောက်မှာရှိတဲ့လုပ်ငန်းတွေဟာနိုင်ငံတော်နဲ့နိုင်ငံသားတွေအတွက်ကြိုးစီးပွားဖော်ဆောင်ပေးနိုင်မှုစီးပွားရေးအရာတွက်ရှိကိမ်းမှုရှိတာတွေကြောင့်ရဆိုင်တင်တယ်လို့တင်ပြခဲ့တာပါအဲ့ဒီလိုတင်ပြခဲ့မှုကိုမလ6ရက်နေ့ကကျင်းပပြုလုပ်ခဲ့တဲ့ပြည်ထောင်စုလွှတ်တော်မှာဥပဒေကြံပူးပေါင်းကော်မတီကအတွင်ရေးမှူးဒေါက်တာမြင့်ညနာဆိုက2019-2018ခုနှစ်ဘဏ္ဍာနှင့်အမျိုးသားစီမံကိန်းဥပဒေကြံအပေါ်ပြည်ထောင်စုလွှတ်တော်ဥပဒေကြံပူးပေါင်းကော်မတီရဲ့လေးလာတည်ရှိချက်တွေကိုအစိုးရကစတင်သွင်းခဲ့တာပါပထမဆုံးတင်ပြရမှာတော့လက်တလုံးရဆိုင်ထားတဲ့လုပ်ငန်းစီမံကိန်းတွေဖြစ်ပါတယ် ီလုပ်ငန်းစီမံကိန်းတွေအတွက်ရင်းနှီးမြှုပ်နှံမှုတွေကိုဖြည့်ဆည်းဆောင်ရွက်ပေးလိုက်မယ်ဆိုရင်နိုင်ငံတော်နဲ့နိုင်ငံသားတို့ရဲ့အကျိုးစီးပွားအတွက်ရလဒ်ကောင်းများပေါ်ဆောင်ပေးနိုင်မရှိပါဘူး။စီးပွားရေးရတွေ့ချေကိုက်မှုလည်းမရှိပါဘူး။ဒါကြောင့်မလို့ပြန်လည်သုံးသပ်ဖို့ရအတွက်လက်တလုံးရပ်ဆိုင်ထားပြီးတော့မှစနစ်တကျလေ့လာသုံးသပ်ပြီးအဲဒီသုံးသပ်တွေ့ရှိချက်တွေပေါ်မှာမူတည်ပြီးတော့ဆက်လက်ပြီးတော့လှုပ်ဆောင်သွားဖို့ဖြစ်ပါတယ်။ လက်တလောရဆိုင်ထားတဲ့လုပ်ငန်းစီမံကိန်းတွေကတော့စက်မှုဝန်ကြီးဌာနအမှတ်1အကြီးစားစက်မှုလုပ်ငန်းလက်အောက်မှာရှိတဲ့လုပ်ငန်း6ခုစက်မှုဝန်ကြီးဌာနအမှတ်2အကြီးစားစက်မှုလုပ်ငန်းလက်အောက်မှာရှိတဲ့လုပ်ငန်း12ခုစက်မှုဝန်ကြီးဌာနအမှတ်3အကြီးစားစက်မှုလုပ်ငန်းလက်အောက်မှာရှိတဲ့လုပ်ငန်း16ခုနဲ့လျှက်စစ်နဲ့စွန့်ရင်ဝန်ကြီးဌာနမြမရေနံဓာတုပေဒလုပ်ငန်းလက်အောက်မှာရှိတဲ့လုပ်ငန်း10ခုတို့ကိုတင်ပြခဲ့တာပါ2014 2015ခုနှစ်တုန်းကနိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေရဲ့အားလုံးဟာအပိုငွေကျပ်ဘီလီယံ900ကျော်ရရှိခဲ့ပြီးတော့2016 2019ခုနှစ်မှာအပိုငွေမရရှိတော့တဲ့အပြင်လုံငွေပါဖြစ်ပေါ်ခဲ့တဲ့အတွက်ရဆိုင်ဖို့လိုအပ်တယ်လို့တင်ပြခဲ့ခြင်းအပေါ် ပေါ်ပြည်သူ့ငွေစည်ရင်ပူပေါင်းကော်မတီရဲ့ဒုတိယဥက္ကဋ္ဌကအခုလိုပြောဆိုပါရယ်နိုင်ငံတော်ကိုအကျိုးပြုဖို့ဖွဲ့စည်းရတဲ့စီးပွားရေးအဖွဲ့အစည်းတွေနော်ဒါပေမဲ့သူတို့ကနိုင်ငံတော်ကိုအကျိုးမပြုဘဲနဲ့နိုင်ငံတော်ရဲ့လူတွေကိုဆွဲချနေတဲ့အနေအထားမျိုးလေးတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကပထမအဆင့်အနေနဲ့ဒီဟာလေးကိုလက်တလောတော့ဒါလေးကိုရပ်ဆိုင်မယ်ပြီးရင်ကြေကြေပြက်ပြက်စနစ်တကျလေ့လာတုံ့တက်မယ်တုံ့တက်ပြီးပြီဆိုရင်ကျွန်တော်ဆက်ပြီးဆောင်ရမယ်ဘယ်လိုဆက်ဆောင်ရမလဲဒါကတော့ဟလာအဲ့လိုတုံ့တက်တဲ့ခါမှာဒါပြည်အောင်စုအစိုးရအဖွဲ့အနေနဲ့လေဟလာစနစ်တကျတေးကြေကြေပြက်ပြက်နော်ဒါ ပညာရှင်တွေပါမယ်။လောက်ကိုင်းနေတဲ့သူတွေပါမယ်။ဟုတ်လား။ဝိုင်းပြီးတော့ဆွေးနွေးဆုံးပြလိမ့်မယ်ဟုတ်လား။နော်လေးလာတုံ့တက်ကြလိမ့်မယ်လို့ညွှန်လင့်ပါတယ်။ကျွန်တော်တို့ပြည်တော်စုတော်ကတော့တွေ့ရှိချက်ကိုတင်ပြခြင်းပဲဖြစ်ပါတယ်။အဲ့တော့ခုနရက်ထားတဲ့ဟလာနော်ရက်ဆိုင်မယ်ဆိုရက်လက်တလို့ရက်ဆိုင်မယ်ဆိုရက်44ယူနဲ့ပတ်သက်လာလို့ရှိရင်ဒီတိုင်းပါပဲနော်ပြည်အောင်အစိုးရအဖွဲ့အနေနဲ့ဆက်လက်ပြီးလေးလာတုံ့တက်မယ်တုံ့တက်ချက်ပေါ်မူတည်ပြီးတော့နိုင်ငံတော်အတွက်အကျိုးဖြစ်သွန်းနိုင်အောင်ဆောင်ရွက်နိုင်ဖို့ပါဒါလေးပါရည်ရွယ်ချက်က ဒါအပြင်ပြည်တွင်းပြည်ပနှိပညာနဲ့အရင်းအမြစ်တွေဖိတ်ခေါ်ပြီးနိုင်ငံတော်နဲ့အကျိုးတူပူးပေါင်းဆောင်ရွက်တင်တဲ့စက်ရုံလေးရုံနဲ့ပြည်ထောင်စုအစိုးရအဖွဲ့ကကြက်မှတ်ပြီးတော့ဆက်လက်လုပ်ကိုင်တင်တဲ့လုပ်ငန်းစီမံကိန်းနှစ်ခုကိုလည်းလေးလာတွေ့ရှိမှုရှိခဲ့တယ်လို့တင်ပြခဲ့ပါသေးတယ်ကျွန်တော်အောင်ကိုကိုလည်းနေပြီးတော့တင်ပြပို့ထားတာပါ